့အဓိကအတိမပြကြတဲ့အချက်ကဒီအမျိုးသမီးဟာဟိုကြာတဲ့အင်အားစုတွေတို့ပြည်ပကိုထွက်ပြေးပြီးနိုင်ငံကြီးလုထားမဟုတ်ဘူးပြည်ရင်းမှာပဲပုံပြီးတော့လှုပ်ရှားမှုဆက်ပြီးတည်ဆောင်တာဒါကိုအတိမပြတဲ့အနေနဲ့နိုဘယ်ငြိမ်းချမ်းဆုပေးတာလို့ပြောတာပေါ့နော်သူတို့ကော်မတီကโอเคกัวมอเว่ครับเนี่ยเราတို့ဒီတစ်ခေါက်မှာတော့အခုပူပူနွေးနွေးငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ပေါ့เนาะဗင်နီဇွဲလာအတိုက်ခံခေါင်းဆောင်မာရီယာ မာချာဒိုအကြောင်းကျွန်တော်တို့ပြောကြအောင်ပါဒီမာရီယာမာချာဒိုကတော့ဒီမိုကရေစီရင်းနဲ့လူ့ခွင့်ရေးအတွက်ပေါ့နော်ဒီဗင်နီဇွဲလာရဲ့ဒီအာဏာရှင်ကိုစန့်ကျင်ပြီးတော့စ조사နေတဲ့အတွက်ဒါနိုဘယ်ငြိမ်းချမ်းရေးဆုကော်မရှင်ကရွေးချယ်လို့ကျွန်တော်သိရတယ်တစ်ဖက်မှာလည်းသူကအစ္စရေးနဲ့မဟာမိတ်ဖြစ်တယ်အစ္စရေးရဲ့လုံခြုံရေးရစောင့်ဝဲမှုတွေကိုသူကထောက်ခံတယ်လို့ပြောတယ်ဆိုအဲ့ဒီအတွက်တချို့ကတော့သူ့ကိုဝေဖန်မှုတွေရှိတယ်။အစ္စရေးကဒါဂျီနိုဆိုက်ပေါ့နော်။ဂါဇာမှာဆောင်ရွက်နေတာရှိတဲ့အတွက်ငြိမ်းချမ်းရေးနဲ့ထိုက်တန်ရလာဆိုပြီးဝေဖန်မှုတွေလည်းရှိတယ်။ တစ်ဖက်မှာလည်းကျွန်တော်တို့ဒီအမေရိကန်သမ္မတကြီးဒေါ်နယ်ထရန့်ကလည်းသူသာစဉ်ရတိုက်တယ်ဆိုပြီးတော့သူကပြောထားရှိတာပေါ့ဆိုတော့ဒီလိုအခြေအနေတွေလောလောဆယ်ငင်းငိုင်းနိုဘယ်ဆုနဲ့ပတ်သက်ပြီးတည်ထားပါတယ်အဲ့တော့ဟိုတကယ်တမ်းကြည့်မယ်ဆိုရင်သူ့ရဲ့လှုပ်ရှားမှုကကျွန်တော်တို့မြန်မာနိုင်ငံကဒေါ်အောင်ဆန်းစုကြည်လိုပဲဒီမိုကရေစီရေးထွက်တာစောင့်ဝက်တယ်လို့လည်းဒါအလားတဏတူတာပေါ့နော်အဲ့တော့ဒီစုပေးမှုနဲ့ပတ်သက်ပြီးတော့ကော်မိုးဝင်းရဲ့၃၀ချက်ပေါ့ပနာမ၃၀ချက်အရင်ဆုံးတည်လို့ပါတယ်ဗျအဲ့တော့ နိုဘယ်ငြိမ်းချမ်းရေးဆုပဲဖြစ်ဖြစ်ဟလာကမ္ဘာစစ်ပွဲတွေပဲဖြစ်ဖြစ်ဟိုချင်းကတ်ကြတဲ့အခါပေါ့နော်ဘယ်ရှုထောင့်ကကြည့်တယ်ဆိုတော့အရေးကြီးတာပေါ့အဲ့တော့ကျွန်တော်ကတော့နှစ်ဖက်လုံးကိုဖတ်ပါတယ်အဲကမ္ဘာဆိုရှယ်လစ်အင်အားစုတွေကနေဝေဖန်တဲ့ဟာတွေရော နောက်တစ်ခါဒီဘက်က liberal democracy နိုင်ငံတွေကဝေဖန်တဲ့ဟာတွေရောပေါ့နော်တခုတော့ရှိတာပေါ့ဗျာ Nobel ငြိမ်းချမ်းရေးဆုဆိုတာကအခုမှမဟုတ်ပါဘူးအရင်တည်းကဟိုပြဿနာတက်တဲ့အငင်းပွားဝေကိစ္စတွေအများကြီးပါဥပမာ Henry Kissinger ဆိုတာနော် ဟင်နီကစင်ညာကအမေရိကန်နိုင်ငံကြီးမှာတော့ပေါ်ပြီးလာပဲတကယ် next level လက်ထက်ကနော်မော်စီဒုံတို့ဘာလို့လဲစကားပြောတာ diplomacy တွေကောင်းတယ်ပါညာပေါ့ဒါပေမဲ့ခင်ဗျာ Latin America ကိုသွားကြည့်လိုက်ရင် Henry Kissinger ဆိုတာအကဘာရာဆွဲကောင်းတယ်အခုစကားနဲ့ပြော ICC ထုတ်ရမယ်သူပေါ့နော်သူကဘာဖြစ်လို့လဲဆိုတော့1983ဟလာချီလီကပြည်သူလူထုရွေးချယ်တင်မြောက်ခဲ့တဲ့အာလန်ဒီအစိုးရကိုဖျောက်ချဖို့နောက်ကိုရနေဟိုထောက်လိုင်းရေးတဲ့အကုန်ပေါင်းပြီးတော့ဆေးဟာနာချိန်နဲ့ပေါင်းလုပ်တာပေါ့ဗျာနောက်တခါဒီဆေးရေးတိုက်ပွဲမှာ ကွန်မြူနတီနဲ့အပြိုင်လုပ်ကြတဲ့အခါမှာပီနိုချေပါဝင်ဆက်အာနာရှင်ပေါင်းများစွာကိုသူတို့လက်တွဲပြီးတော့လုပ်ခဲ့ကြတာလေလက်တွဲလုပ်ခဲ့ကြတဲ့အတွက်လက်တင်အမေရိကနိုင်ငံတွေပူဆင်းရခဲ့ကြတယ်ဒုက္ခရောက်ခဲ့ကြတယ်ဆိုတဲ့ဟိုဆွဆွဲချက်တွေနဲ့ဟိုလက်တင်အမေရိကဘက်ကလက်ဝဲတွေရဲ့သုံးသပ်တဲ့အားကသူကကြာဟိုရာဆွဲတာပေါ့နော်အဲ့တော့ဟိုနိုဘယ်ငြိမ်းချမ်းရေးဆုဆိုတာကျွန်တော်ထင်ပါတယ်ဟို liberal democracy နိုင်ငံတွေကစံနှုန်းနေနဲ့ပြီးပြီးတော့ရွေးချယ်ကြတာလေဒီအပေါ်မှာရွေးချယ်ကြတာဆိုတော့ ဟောသူတို့လူတွေကိုပဲအယူရမှာဒါနံပါတ်1တစ်ချက်သိကြတာပေါ့နော်နှစ်တစ်ချက်ကကြတော့ဒီစုကိုကျွန်တော်တို့စဉ်းစားကြတဲ့အခါကျတော့ဟိုကမ္ဘာနိုင်ငံကြီးအနေထားရေနောက်တစ်ခါဒီအင်အားကြီးနိုင်ငံတွေရဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ investment ပေါ့ဗျာအနာဂတ်အတွက်နိုင်ငံကြီးမြုံနံမှုဆိုတာကြီးလဲပါမှာပေါ့သူတို့ဘက်ကတွက်ကြည့်တော့လဲလीနော်အဲ့တော့ဟိုမှတ်တစ်ကရရတဲ့စုစုကြည့်လိုက်ဗျာ2024တုန်းကဆိုရင်ဟိုဂျပန်ကဟို nuclear နဲ့ပတ်သက်ပြီးတော့ survive ပါလေပေါ့နော်ရှင်သန်ခဲ့တဲ့သူတွေအပူရွက်ရကြတာပေါ့အဲ့ဒီတော့ငါဘာဖြစ်လဲဆိုတော့ဒီ Ukraine စစ်ပွဲမှာပူတင်ကနျူကလ িয়ার လက်နက်သုံးမယ်ဆိုတဲ့ဟာနဲ့ချင်းချောင်းနေတော့ဒါကိုသတိပေးတဲ့အနေနဲ့ဒီအုပ်စုကိုပေးတာပေါ့နော်ဒါကိုကမ္ဘာနိုင်ငံကြီးရဲ့လာရပေါ့နော်အဲ့တော့ Nobel ညီညာရေးဆုကိုကြီးကြီးအဖြစ်ပေါ့ဥမာဒေါအောင်ဆန်းစုကြည်တို့တို့ကဆိုတဲ့ဟာကျွန်တော်တို့1988အရေးတော်ပုံပြီးနောက်တက်နေမှာ1989 90 91မှာအရှေ့ဥရောပဥရောပမှာကမ္ဘာနိုင်ငံကြီးခင်းကျင်းနေတာပြောင်းသွားပြီ ်ဆိုဗီယက်ယူနီယံပြိုတယ်အဲ့ဒါနဲ့တပြိုင်တည်းပဲ liberal democracy ကအချိန်ဟုန်ကောင်းကောင်းနဲ့လာပြီဆိုတော့အဲ့တော့ဒေါန်ဆန်းစုကြည်ကိုသူတို့ invest နေတာထားမယ်ကျွန်တော်တို့ဟိုလွတ်မြောက်ရေးလှုပ်ရှားမှုကိုအားပေးတာလည်းပါတာပေါ့နော်အဓိကအားပေးတယ်နောက်တခါ89မှာ TMN ပြန်ကြောင်းသားလှုပ်ရှားမှုတွေတရုတ်မှာလည်းဖြစ်နေတယ်အဲ့တော့ဟိုတရုတ်ကိုလည်းဟို target ထားတဲ့အနေနဲ့ liberal democracy ကိုဥတီတာလည်းပါမှာပေါ့နော်ဒေါန်ဆန်းစုကြည်ကိုဟိုပေးရဆိုတာဒါပေါ့ဟိုရည်ရွယ်ချက်တွေကတော့ရှိပါတယ်ဒါက ကမ္ဘာနိုင်ငံကြီးရည်ရွယ်ချက်ရဲ့လာရပါတော့။ဟုတ်ပြီကိုအောင်မိုးဝင်ဒါကတော့ Nobel ဆုနဲ့ပတ်သက်ရင်ဒါအနောက်မှာသူ့ရဲ့နိုင်ငံရေးဟိုအာဂျင်နာတွေရှိတယ်ဆိုတော့တစိ့တစ်ပိုင်းပေါ့နော်ဒါတုံးသက်လို့ရတာပေါ့။အဲ့တော့ဒီမာရီယာမာချာဒိုကသူ့ရဲ့နိုင်ငံမှာအာဏာရှင်အောက်မှာဒီမိုကရေစီရေးအတွက်ဒွန်ဆန်းစုကြည်လိုပဲနှစ်ပေါင်းများစွာတာတိုက်ခံလုပ်ပြီးစ조사လာတာပေါ့နော်ရှောင်းပုံးလဲနေရတဲ့အသက်အန္တရာယ်လည်းရှိတဲ့အနေထားပေါ့အဲ့တော့သူ့ရဲ့조사မှုပေါ့ဒီဒီမိုကရေစီရဲ့အတွက်ခုနက liberal democracy အတွက် လူခွေအတွက်သူ့ရဲ့ကြိုးပမ်းမှုတွေအရောကျွန်တော်တို့ဘယ်လိုမျိုးမြင်ရလဲဗျာတခုတော့ရှိတာပေါ့ဟိုဒေါအောင်ဆန်းစုကြည်ကကြာကျွန်တော်တို့88ရေးတော်ဦးကြီးလည်းဖြစ်ရောဘူကြောင့်ဆန်းသမီးနေနဲ့ရောနောက်လူလူခေါင်းဆောင်နေနဲ့ရောဖေတာတခုဖြစ်ဟိုပေါ်လာတဲ့ဟာပေါ့နော်သူကတော့လူလူခေါင်းဆောင်ဖြစ်ချက်ချင်းရခဲ့တာပေါ့နော်ဒီမာရီယာမတ်ချန်တို့ကကြာသူကသူ့နိုင်ငံရေးအစကိုကြည့်လိုက်ရင်ဟိုထူးခြားတာကျွန်တော်တို့88မျိုးဆက်တီလူပဲပေါ့နော်သူသူက88 မျိုးဆက်တွေနဲ့အသက်အရွယ်လည်းတူတယ်ဟုတ်လား58 58ဝန်းကျင်နေ60ဝန်းကျင်နေဆိုတော့အဲ့တော့သူကနိုင်ငံရေးအစလို့တော့ကသူနိုင်ငံရေးစမလုပ်ဘူးဟော CS ဆိုပေါ့နော်ဟို NGO လိုပါမျိုးရွေးကောက်ပွဲခုခုရှာပဲလက်ထက်မှာဟိုရွေးကောက်ပွဲစောင့်ကြည့်ရေးလူလူအစည်းအဝေးတွေစောင့်ကြည့်ရေးကနေပြီးတော့သူကစလာတာဟုတ်နော်အဲ့တော့စလာတော့သူကအဆက်အသွယ်ရပါတယ်ဆိုတော့တလျှောက်လုံးကသူကဟို American အစိုးရ NDT ပေါ့နော် NDT ကပေးတဲ့ fund နဲ့သူက ဟိုစအကုန်လှုပ်ရှားတာဘူးလှုပ်ရှားတဲ့အတွက် तू ကရှင်းချင်းပြောရမြားဒီ NGO ဘဝမှာတွေက George W Bush တို့ဘာလို့ American သမ္မတဒီနဲ့လာတွေ့တဲ့အားလို့ရှိတယ်ဟိုနိုင်ငံတကာ figure မှာရှိတယ်ဗျာနော်ပညာရေးချင်းကြတော့လေဟို industrial engineering ပေါ့နော်အဲ့ဒါနဲ့ bachelor ရတယ်ပြီးတော့ finance နဲ့ master ရတယ်ပေါ့အဲ့တော့အနောက်တိုင်းပညာရေးနဲ့ तू ကနှီးစပ်တော့ဒီဘက်တွေကိုလည်းရောက်တယ်ရေးတက်သူရဲ့ fellowship program တွေကရပါပေါ့နော်အဲ့တော့ရေးတက်သူလျှောက်လာ900ကျော်ကနေ ဟိုရွေးချယ်တဲ့15ယောက်ထဲမှာသူပါတာပေါ့နော်အဲ့တော့ तू ကဟိုဗျာ American backup အရင်ကောင်းတယ်ပေါ့နော်အဲ့တော့ဒေါ်စုနဲ့ပါတူတဲ့ချက်ကတော့ဒေါ်စုတို့ဟိုဘာလို့လုံးကကြတော့ကျွန်တော်တို့အင်္ဂလန်တို့လန်ဒန်တို့ဟာလားအနောက်အင်အားစုတွေကတောင့်တယ်လို့ပဲ तू ကလည်းဟိုစလာတဲ့ကအနောက်အုပ်စုရဲ့ backup ဟိုရလာပေါ့နော်ဒါလူငယ်ဘဝအဆက်အသွယ်ရှိတာပေါ့အဲ့တော့အဆက်အသွယ်ရှိရနေတယ် तू ကတဖြည်းဖြည်းချင်းဘာဖြစ်လာလဲဆိုတော့အခု Nobel Peace Prize မှာဒီ social link ကဘာထောက်ပြတယ်ဒီမှာအဓိကအချက်အဲ့ဒါပါပေါ့ ဒီဟူဂိုရှာဘက်လက်ထက်တုန်းကသူကဟိုစစ်တပ်ကအာဏာသိမ်းမှုတို့နိုင်ငံခြားစစ်တပ်ကျူးကျော်မှုဖြုတ်ချမှုတို့ဒီလက်နက်ကိုင်တော်လာရေးနဲ့ intervention လုပ်တဲ့ policy တွေကိုသူလုံးစော်တယ်တဲ့မှာသူပါတယ်လေသူအဓိကမပါဘူးဆိုပေမဲ့ဒီအဖွဲ့တွေကပါတယ်ပေါ့ဟာတစ်ဖက်ကထောက်ပြကြတာပေါ့နော်အဲ့တော့ဒီ Nobel နဲ့ Nobel ဆုနဲ့လွှမ်းနေတာအဲ့ဒါပေါ့ Nobel ဆုကပြောတာဒီကြီးစားနေဘဝနေပြီးတော့ မဲပေးတဲ့စနစ်ကိုသူကပုံယုံပြီးတော့အဲ့ဒါကိုရွေးချယ်တဲ့အတွက်ငိမ့်ညစွာအသင်ကုပြောင်းရေးဘက်တိုင်းမှမှလုပ်ခဲ့တဲ့အတွက်သူတို့ယူရတယ်ပေါ့အဲ့တော့အဲ့ဒီအချက်ကကြာမဟုတ်ဘူးပေါ့အချက်ကလည်းထောက်ပြဒါ controversy တွေပေါ့နော်အဲ့တော့ပြောချင်တာကဗျာဟိုအနောက်တိုင်း backup ကတူတယ်အဲတူတယ်နောက်တစ်ခါတမရရွေးကောက်ပွဲရလာမှာအစိုးရနှစ်ခုကိုယ်တဲ့အချိန်မှာတော့ငါအတူကဒီဘက်အတိုက်ခံအုပ်စုတွေကနေပြီးတော့အားကောင်းမှန်းတာလုပ်လာတာပေါ့နော်အဲဒီမှာကျွန်တော်တို့သင်ခန်းစာယူစရာတွေအများကြီးပဲဗျခုနပြောသလိုပေါ့ ဒီအမျိုးသမီးကိုမချတော့ဘူးဥပမာဖရန့်နဲ့နီးစပ်လို့အစ္စရေးကိုထောက်ခံလို့အဲ့တခုတည်းကဖြတ်ကြည့်ရင်တော့ကျွန်တော်တို့နိုင်ငံတော်ဘာမှရမှာမဟုတ်ဘူးအဲသူ့ရဲ့ဖြတ်သန်းမှုပေါ့နော်သူပေးဆက်ခဲ့တာတွေကိုကျွန်တော်တို့ကဖြတ်ကြည့်ပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုတွေဘာအကျိုးရှိလဲကျွန်တော်တို့နိုင်ငံနဲ့ဘာတွေသင်ခန်းစာယူသင့်တယ်လဲဆိုတာကိုရှင်းစင်းစားမှာပဲကျွန်တော်တို့ကအကျိုးမြတ်ရမှာလीနော်အဲ့တော့ခုနပြောသလို Trump နဲ့ align လုပ်တယ်ဆိုတာကလည်းဒီလိုပဲလေသူကဒီလိုပြ ဒီဆင်းရဲအစိုးရတွေလုံကြတော့ Trump လက်ထက်မှာဒီဆင်းရဲအစိုးရကို Trump ကထောက်ခံခဲ့တာလေပြတ်ပြတ်သားထောက်ခံခဲ့တယ်အဲ့တော့ Trump ပါဝင်ဥရောပတမကနိုင်ငံပေါင်း60ပေါ့ Latin America မှာရှိတဲ့ Brazil အကုန်လုံးကထောက်ခံကြတာအဲ့တော့ထောက်ခံတဲ့အတွက်သူတို့ကပို့ပြီးတော့ဒီ Trump အစိုးရနဲ့ပို့ပြီးတော့နှီးစပ်တယ်နော်နောက်တစ်ခုကဒီပါနတ်မှုပေါ့သူတို့နိုင်ငံရေးကိုမိတ်ဆက်တဲ့အခါမှာလူတွေကပြောနေတယ်ပေါ့ဒီအမျိုးသမီးကလက်ရဆုံးမယ်ဒါကြောင့် Trump နဲ့နှီးစပ်တယ်မဟုတ်ဘူး သူကိုယ်တိုင်တောက်လျှောက်မိတ်ဆက်တာကသူဟာ liberal conservative ဖြစ်တယ် liberal centric ဖြစ်တယ်သူတောက်လျှောက်ပြောတာသူရမိန်ကုန်းနေမှာကြည့်လိုက်ပါသူကဘာကြောင့်အဲ့လိုပြောလဲဆိုတော့ဒီ liberal ဆိုတာဒီလိုပြကုံသွယ်မှုတွေဘာတွေမှာကြတော့အစိုးရရဲ့အခန်းကဏ္ဍနည်းနည်းပဲထားမယ် free market တွေဘာတွေကိုသူယုံတယ်ဒါက liberal ရဲ့အယူအဆလေးနော်နောက်တစ်ခါ conservative ဆိုတာကကြာသူက roman catholic ဘာသာဝင်ဖြစ်တယ်နောက်တစ်ခုကဒီ same sex marriage လို့ဘာလို့ကမှာ လူဖွဲ့စည်းမှာစံနှုန်းနေနဲ့နေရမယ်ဆိုတော့ဟို conservative အယူအဆလည်းရှိတယ်လူဖွဲ့စည်းကိုလွတ်ထားလို့မရဘူးမတို့ထိန်းချုပ်ဆရာကြီးကထိန်းချုပ်ရမယ်ဆိုတော့အယူအဆလည်းရှိတယ်အဲ့တော့ဒီ liberal conservative ပေါ့နော်တချို့ conservative အယူအဆတွေမှာနာတန်ယာဟုလို့ရဲ့ပါတီတွေနဲ့သွားပြီးတော့ online ဖြစ်တယ်ပေါ့နော်တပြိုင်တည်းပါအကောင်းတာက तू က liberal conservative လို့မိတ်ဆက်ထားတဲ့အတွက်အမေရိကန်ပြည်အောင်စုမှာ democratic party တက်တဲ့ Republican Party တက်တယ်။ तू ကနှစ်ဖွဲ့လုံးနဲ့ရေရှည်ဆက်ဆံလို့ရအောင် तू ကအဲ့လိုမိတ်ဆက်ထားတာ။ flexible ဖွင့်ထားတာပေါ့ဗျာ။ဒါကြောင့်မလို့လေ Venezuela ကိစ္စမှာ Trump လက်ထက်ပြီးတော့လဲ Biden လက်ထက်ကြတော့လဲသူတို့ကူတာပဲလေနော်။ဟာလာ Obama ဆိုအခုချီးကျူးတာပဲ။ तू ဟာလာအဲ့တော့ तू ကဗျာဒီလိုဗျာနိုင်ငံတကာ diplomacy မှာ तू ကအရှင်လုပ်လို့ရအောင် ဖွင့်ထားတဲ့ဟာဟောရှိတယ်။ဒီလိုပါနတ်မှုတော့ကျွန်တော်တို့အတူယူသင့်တာ။ ဟုတ်ကဲ့ဒီနေရာမှာနောက်ထပ်ဟိုသူ့ကိုဒီဘက်လဝဲဘက်ကဝေဖန်တဲ့နောက်တစ်ချက်ကတော့အဓိကဣစရေးပေါ့ဣစရေးမှာရှိတဲ့အခုကျွန်တော်တို့ဝန်ကြီးချုပ်နေတန်ယာဟုရဲ့ Likud Party ပေါ့ Likud Party နဲ့ဆိုသူကမဟာမိတ်လုပ်ထားတာပေါ့ MOU ထိုးထားတယ်နောက်ပြီး October 7ဒီ Hamas တို့ရဲ့တိုက်ခတ်မှုကိုကြီးကျယ်သူရှုံ့ကြတယ်ဆိုအဲ့ဒီလိုဟိုမဟာခိုင်မာတဲ့မဟာမိတ်နဲ့ဆက်ဆက်ပြီးတော့ဣစရေးအခုကဂျီနိုဆိုက်ဆင်ကို ICC ထိအောင်အခုကတင်နေသေးတယ်ပေါ့ ဆိုတော့သူဒီလဲဒီလိုမျိုးဟိုအစိုးရနဲ့အရင်ဆက်ဆက်နေတော့ဒါကိုထည့်မစင်စားသင့်ဘူးလားပေါ့နော်နော်ဝေးငိမ့်ငိမ့်ကော်မတီကဒီချက်ကလည်းဒါပေးဖို့အတွက်အခက်အခဲရှိနေတယ်ဆိုပြီးတော့ဒီဘက်လက်ဝဲဘက်တွေကတော့အဲ့လိုတုံးသက်တာရှိတယ်အဲ့ချက်ကတော့ဘယ်လောက်ထိမှန်နိုင်မလဲဗျအဲ့တော့ဒီပါလက်စတိုင်းအစ္စရေးကိစ္စပြောကြတဲ့ခါတိုင်းမှာသူကအုပ်စုလိုက်အုပ်စုလိုက်ချင်းကတ်တဲ့ခါမှာကိုနဲ့တူရအောင်စုကြတာပေါ့နော်ကျွန်တော်တို့ဆိုရင်ဥမာ ဟိုပါလက်စတိုင်းတွေကိုဘာဖြစ်လို့ကိုကျန်းစာလဲအဘာညာဟိုပြောကြတဲ့ခါမှာကျွန်တော်တို့ခေတ်တုန်းကရှင်းတယ်ဗျာဟိုရာဆာအာရာဖတ်ဆိုတာ very charming နဲ့လူပွဲကောင်းတဲ့အပြုံနဲ့ဟိုဒေါ်လာကြီးရဲ့သင်္ကေတပေါ့ဗျာနော်အဲ့တော့ဟိုရာဆာအာရာဖတ် PLO ဟိုလုတ်တဲ့ဟာကျွန်တော်တို့နဲ့အတူတူလို့ခံစားရတာကိုကျွန်တော်တို့လှုပ်ရှားမှုနဲ့အဲ့ဒီအတွက်ကျွန်တော်တို့ကပါလက်စတိုင်းနဲ့နေတယ်ခုနပြောသလိုပဲမော့စလင်တွေကလည်းသူတို့ဘာသာရေးအယူဆရကဟိုပါလက်စတိုင်းနဲ့နေတယ်ဒါပေမဲ့ဟိုတစ်ဖက်မှာတွက်ကြည့်တော့လေ ဟိုကျွန်တော်တို့ကွန်ပျူတာတက်ဆဲနိုင်ငံတွေပေါ့ဗင်နီဇွဲလာတို့မြန်မာတို့ပါဝင်အကုန်လုံးဟာစေးတိုက်ပွဲတစ်လျှောက်လုံးကိုကြုံခဲ့ရတာပေါ့နော်စေးတိုက်ပွဲပြီးရင်အခုနောက်ကဘာတဲ့အခင်းချင်းပေါ့အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ဗင်နီဇွဲလာတို့ဘာလို့ဆိုတာဆိုရှယ်လက်ကာဗမန်တွေပေါ့ဆိုရှယ်လက်အစိုးရဆိုရှယ်လက်အစိုးရတွေဆိုတော့သူတို့ကသူတို့ဂျင်းတူတဲ့အတွေးခေါ်တူတဲ့တရုတ်တို့ပူတင်တို့ရုရှားတို့နဲ့အကုန်လုံးကအင်လိုင်းပေါ့တောက်လျှောက်တောက်လျှောက်လုပ်လာတာဟာလားဟူဂိုရှာဘက်တို့ဆိုရင်ဒါကျူဘာဖီဒက်ကတ်စထရိုတို့ပါဝင်တဲ့ဟိုတောက်လျှောက်ပေါ့နော်အဲဒီဟူဂိုရှာဘက်ပြီးတော့အခု နီကိုလတ်မာရီယိုတို့ဘာလို့ဆိုလဲအဲ့လိုပဲပူတင်လို့ ਨੇ အဲ့တော့ဒီလိုရတ္တိချက်တွေကအကုန်မှန်လားဆိုတော့လေခင်ဗျမှန်ဘူးကျွန်တော်တို့စံနှုန်းနေနေကြရင်တစ်ခုမှန်ပြီးတစ်ခုလွဲတာတွေရှိတယ်ဥပမာဗျာဟိုပါလက်စတိုင်းနဲ့ရတ္တိတာမှန်ပြီးမယ်စီးရီးယားပြည်တွက်စစ်ပွဲမှာကြတော့နီကိုလတ်မာရီယိုတို့ဘာလို့အကုန်လုံးကသူတို့ကဘာသာအဆက်နဲ့ရပြန်ရယ်နော်အာနာရှင်နဲ့ရတာပေါ့နော်အဲ့တော့သူ့ကိုအတိုက်ခံလုပ်နေတဲ့သူကမာချာရိုတို့ဒီနိုဘယ်ဆုရတဲ့သူတွေကြတော့လေ ူနဲ့ဆန့်ကျင်ဘက်ကိုပြန်ပေါင်းရတာဖြစ်လာဟုတ်နော်ဥမာကိုဘက်ကရုရှားတရုတ်နဲ့ပေါင်းနေဆိုရင်သူကလည်းသူ့ရဲ့ alliance ကအမေရိကန်ဖြစ်နေတော့အမေရိကန်နဲ့ဟိုအစ္စရေးနဲ့ပေါင်းရတာပေါ့အဲ့တော့ဒါကတစ်ပိုင်းပေါ့ဒုတိယတစ်ချက်ကတော့သူကိုယ်တိုင်ကခင်ဗျာ Madrid Forum တို့ဘာလို့မှကြည့်လိုက်ဗျာဟိုဥရောပရဲ့ Madrid Forum တို့ဘာလို့မှအခုဂျာမနီကအုပ်စုတွေလိုပဲပေါ့နော်ဟို nationalist အုပ်စုတွေရှိတယ်ဟို conservative အုပ်စုတွေအဲ့တော့ nationalist တွေ conservative တွေပေါင်းတဲ့ forum တွေမှာအတွေးခေါ်ရပေါင်းရတာလည်းရှိတာပေါ့ ဒီထဲမှာဟိုနာတရာဟုလို့လက်ရအုပ်စုတွေလည်းပါကြတာပဲလေเนาะအဲ့တော့ဒီလိုပြဟိုနိုင်ငံရေးကဟိုပြပမှာလေနိုင်ငံတကာနိုင်ငံရေးကလည်းအုပ်စုလိုက်အုပ်စုလိုက်နှစ်ဖက်အပြိုင်နေမဟာမိတ်ဖွဲ့ကြတယ်လို့ပြည်တွင်းမှာလည်းအထွေးခေါ်ထူရတွေဖွဲ့ကြတာပေါ့အခု Republican နဲ့ Democratic တွေအပြိုင်ချနေတယ်လို့ပေါ့အဲ့တော့သူကလည်းမဟာမိတ်ယူရတဲ့ခါကျတော့အခုသူရဆိုင်နေရတဲ့အာဏာရှင်နဲ့ဆန့်ကျင်မဲ့အုပ်စုကိုပြန်ဆင်းလာကြည့်တော့ဟို Israel တို့ American တို့ပဲဖြစ်နေတာဟုတ်အဲ့တော့ ဒီအုပ်စုတွေပဲယူရမှာပေါ့ဒါကတဘာဝကြပါတယ်ကျွန်တော်တို့ကဒါကြောင့်လည်းနိုင်ငံရေးသိပ္ပံမှာသင်တဲ့အခါမှာခင်ဗျားက idealist လား realist လားလို့မေးတာ ਉਹ idealist ဆိုတာကကြတော့လူအခွင့်အရေးစံနှုန်းတွေအကုန်စံနှုန်းတွေပေါ်မှာလိုက်ပြီးတော့ကိုယ့်ရဲ့ဂုဏ်ကိုစွန့်လို့ရတယ်ဟာလေ real politics ကကြတော့နိုင်ငံကိုပါဝါကိုယူကြမဲ့သူတွေကကြတော့မဟာမိတ်ပေါ့ strategic မဟာဗျူဟာကြတဲ့မဟာမိတ်ကဘာလုပ်လဲဆိုတာကိုရွေးပြီးပေါင်ကြတာပေါ့အဲ့တော့ရွေးပြီးပေါင်တဲ့အခါမှာတချို့ဟာတွေက ခြေကျုခါမှာဖြစ်တယ်လို့တချို့ဟာတွေကတော့ဝေဖန်ခါမှာပဲဒါကကျွန်တော်ထင်ပါတယ်ဒီအခုနိုဘယ်ဆုရှင်မှာမဟုတ်ပါဘူးနိုင်ငံရေးသမားတိုင်းမှန်လွဲမသွေကြုံရမယ်ပြဿနာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီငင်းငိုင်းနိုဘယ်ဆုကသူနဲ့ထိုက်တန်တယ်လို့သူကသူကိုယ်တိုင်ထုတ်ပြောတာပေါ့နော်ကုလသမဂ္ဂဆင်မြင့်မှာအစသူထုတ်ပြောတယ်သူက၈ခုတောင်လောက်ခဲ့ပြီအခုဒါဟာမတ်စ်နဲ့အစ္စရေးနောက်ဆုံးဟိုအပြည့်ရဲ့ကြီးအပါဝင်ဆို၈ခုပေါ့လောက်ထားပြီဆိုရင်သူရတဲ့နေပေါ့ ဆိုအဲ့လိုမကြကနထုတ်ပြောတော့ကူကကမာချာဒိုကစုရွာတော့ तू ကဒီစုဟာသူ့ရဲ့ဗင်နီဇွဲလားပြည်သူတွေအပြင်တမရထရန့်အတွက်ပါရည်စူးပြီးပေးတာဆိုပြီးတော့ तू ကအဲ့လိုမျိုးထုတ်ပြောတာတမရထရန့်ကိုပါ तू ကဖော်ပေးတာပေါ့နော်ဆိုတော့ဒီဟာက तू ကဘာလို့ဆိုလို့ကျင်တာလဲဒါတမရယုံကလည်းဒါနိုဘယ်ဆုကော်မရှင်ကငြင်းချင်းအထက်ကိုနိုင်ငံရေးဦးစားပေးတယ်ဆိုပြီးဒါဝေဖန်တဲ့တစ်ချက်တော့ကြားလိုက်တယ်ဆိုတော့မာချာဒိုကအခုလိုတမရထရန့်ကို तू ရည်ညွှန်းနေဆိုတာ သူဘာလို့ဆိုလိုချင်တယ်လို့ကိုအောင်မိုးဝင်နားလည်လေဗျ။ဟိုပြောဗျာဟိုလွယ်လွယ်စကားနဲ့ကျွန်တော်တို့စကားနဲ့ပြောရင်တခါတလေမှကိုယ့်ပစ္စည်းထွက်အောင်ရောင်းရတာပေါ့နော်။အခုလဲအမေရိကန်ဟာအနာဂတ်မှာသူတို့နဲ့ပို့ပြီးတော့လက်တွဲလို့ရအောင်သူကရှင်းရှင်းပြောရမယ်ဗျာ။ဟိုခေါင်းဆောင်တင်တာပေါ့။နောက်တနည်းအားဖြင့်လည်းပါနတ်တယ်ခေါ်ရမှာပေါ့ဟိုပါနတ်တယ်ဆိုတာတကယ်လို့ဗျာသူတို့သိတယ်ဗျာထရမ့်ကဟိုအတိုက်ခံလုပ်ပြီးရံဖြစ်တာတဲ့ ထွက်လို့ချော့ပေါင်းပြီးတော့မြောက်ပေါင်းရင်အလုတ်ဖြစ်မယ်ဆိုတာသူတို့ကသိတယ်เนาะအဲ့တော့ဒါကြောင့်တချို့နိုင်ငံကြီးတွေကထွက်လို့ထိတ်တိုက်မတွေ့ဘဲနဲ့ဟိုမြောက်ပြီးပေါင်းမယ်ဆိုတာဟိုထရမ့်ကအမြောက်ကြိုက်တယ်ဆိုတာသူသိတယ်ဟိုသူ့ကိုသာကောင်းဆောင်တယ်လိုက်ရင်လုပ်မယ်ဆိုတာအဲ့တော့ကျွန်တော်ထင်ပါတယ်ဒါတွေပြောတာလည်းဟိုသူ့ရင်ထဲကပါလို့လည်းဖြစ်ဖြစ်မှာသူကောင်းဆောင်ဖြစ်ရင်ထဲကပါလို့လည်းဖြစ်ဖြစ်မှာเนาะ conservative လှုပ်ရှားမှုရဲ့ကောင်းဆောင်ဖြစ်ပါလို့လည်းဖြစ်ဖြစ်ပဲတနည်းအားဖြင့်သိကြတာတခုကတော့သူတို့ဗင်နီဇွဲလားလှုပ်ရှားမှုကိုပို့ပြီးတော့ကုညီအောင်လို့သူထဲထဲဝင်ဝင် ိုချင်းကတ်တာလို့ပဲကျွန်တော်နားလိုက်ဟုတ်ကဲ့အဲ့တော့မာချာရိုကိုအခုလိုမျိုးငြိမ်းချမ်းလို့ပဲစုပေးလိုက်တဲ့အတွက်ဒီဗင်နီဇွဲလားမှာဒီမိုကရေစီရရှိရေးအတွက်သူ့ရဲ့လှုပ်ရှားမှုတွေကဘလောက်ထိဟိုပိုးပြီးလှုပ်ဆောင်နိုင်မလဲနီကိုလက်စ်မာဒူကိုပေါ့အာနာရှင်နီကိုလက်စ်မာဒူကိုအပြောင်းလဲဖြစ်တဲ့အထိကိုသွားနိုင်မလားသူ့ရဲ့နိုင်ငံရေးဗင်နီဇွဲလားနိုင်ငံရေးလမ်းကြောင်းကရောဘလောက်ထိအပြောင်းလဲဖြစ်သွားနိုင်လဲအခုကျွန်တော်ပြောနေတဲ့ဒီနိုဘယ်ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာနိုင်ငံကြီးဘယ်လိုသွားမလဲဆိုတော့ trend ကိုတစ်စိတ်တစ်ပိုင်းအပြင်ကြည့်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒါပြောတာပေါ့နော် အခုဆိုရင် Venezuela မှာအာဏာရှင်ကိုဖျောက်ချဖို့ထိဟို trend ကစည်ရည်ရလုပ်ဖို့ကြီးလုပ်နေကြတာဟုတ် နော်လုပ်နေကြတယ်ဆိုတာဒီလိုပြ Donald Trump ပရမတ် တကမ်းပါတယ်ကဒီအစိုးရနဲ့ကပြဿနာရှိတယ်ပြဿနာရှိတယ်ဆိုတာလေလို့ဒီ Donald Trump ကဒီအတိုက်ခံအစိုးရဆင်မြိုင်အစိုးရကိုထောက်ခံတဲ့အပြင်ကိုဘာဖြစ်လဲဆိုတော့ဒီကုလသမဂ္ဂအစည်းအဝေးကိုလာတဲ့အချိန်မှာ နီကိုလတ်မာရီယိုရဲ့မိန်းမရဲ့တူနှစ်ယောက်ကိုသူတို့ကလေးစိတ် မှာဖမ်းလိုက်တယ်နော်အဲ့တော့လေးစိတ်မှာဖမ်းလိုက်ဖမ်းလိုက်တာကဘာလဲဆိုတော့မူရစေဝါမှုတွေနဲ့ဒီအမေရိကန်ပြည်အောင်စုထဲမှာတွင်းနေတဲ့မူရစေဝါဂိုင်းတွေရဲ့နောက်ွယ်မှာအဓိကသူတို့ပါနေရဆိုပြီးတော့ဖမ်းတာအဲ့တော့တစ်ဖက်ကကြတော့လေဗင်နီဇွဲလာအစိုးရပြောတာဒါဟာတသက်မဲ့ဒီပလိုမတ်တက်တွေကိုကစ်နပ်လုပ်တာပဲအမေရိကန်အစိုးရအဲ့ဒီမှာတွေကထိတ်တိုက်တွေ့နေကြတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အခုလက်ရှိအစိုးရရဲ့ပါကလည်း မင်းငါတို့နိုင်ငံဟိုကတခုခုလုတ်ကြည့်ဟလာမင်းတို့အိမ်မီတော်ထီကိုငါတို့တနတ်တွေရောက်လာမယ်ဘာညာဆိုပြန်ချင်းချောက်တာလေးပေါ့အဲ့တော့ဘာပြည့်လဲဆိုတော့ဗင်နီဇွဲလာနဲ့ဒီဒေါ်နယ်ထရန့်တို့ဖြစ်နေတဲ့ဟာကနိုင်ငံရေးအထက်ကိုပို့ပြီးတော့ပါစင်နယ်ပို့သဘောဆန်လာတယ်နော်ဟိုဟူဂိုရှာဘက်ကုလသမဂ္ဂမှာလာပြီးတော့အမေရိကန်သမ္မတဂျော့ဘ်ဘုရှ်ကိုဒီနေရာမှာမနေ့ကမကောင်းဆိုးဝါးကြီးစကားပြောသွားခဲ့တယ်ဘာညာဆိုပြီးတော့ဟိုရီးတယ်လို့ပေါ့ဗျာအဲသူတို့ကဗင်နီဇွဲလာနဲ့ဒီအမေရိကန်ပြည်ထောင်စုနေရာအဲ့လိုဖြစ်လာတယ် ဒီအခုအစိုးရလက်ထက်မှာမဟုတ်ဘူး Hugo Chavez လက်ထက်တည်းက Hugo Chavez ကဟိုဒါ Fidel Castro တို့ဒါလက်ဝဲအကုန် communist တွေကို socialist အစိုးရတွေကိုအဲ့တော့ American ကိုသူတို့ကနေချက်နေချက်ကျူးကျော်တဲ့ကောင်တွေငါတို့ဘုံမှာအမြထုတ်နေကောင်တွေဒီလိုဆွဆွဲတာကိုနောက်တစ်ခါ Iraq စစ်ပွဲတွေလည်းဖြစ်ရောဒီကောင်တွေကကုလသမဂ္ဂလာပြီးဒီကိုလာပြီးချဲရလေအဲ့လိုပုံစံတွေကိုအခု Nicolas Mario တို့ဘာလို့ဆိုရလဲအဲ့လိုပဲအဲ့လိုဆိုတော့ အသေးကြတာကအမေရိကန်ပြည်ထောင်စုနဲ့ဗင်နီဇွဲလာအကြီးကျယ်ပြန်လာတဲ့နေ။အဲ့တော့ဒီမူရစေဝါကိစ္စကဘလောက်မှန်မှန်မှန်ဆိုတော့ကိုကိုတိုင်ကလည်းမသိတော့ဒီမူရစေဝါကိုအကြောင်းပြပြီးတော့အမေရိကန်ပြည်ထောင်စုဟာဒီစီရေးကျူးကျော်မှုတွေလုပ်ဖို့ဒီသူကြံထားပုံရပါတယ်။နော်။ဒီအခြေအနေကိုအတိုက်ခံရတဲ့အခုကအခွင့်ကောင်းယူနေကြလေ။အတိုက်ခံရတဲ့ဒါကိုပြင်ထားပြီးတော့တကယ်လို့ဖြစ်ခဲ့ရင်ငါတို့ကဘယ်နေရာမှာပါမလဲဆိုတဲ့စဉ်းစားချက်နဲ့ပို့ပြီးတော့ဟိုနီးစားနီးစားကြပုံရပါတယ်။ နော်ဒါတော့ထရန့်လက်ထက်နဲ့ဘိုင်းနာလက်ထက်မှာတော့မတူဘူးအဲ့တော့ဘိုင်းနာလက်ထက်မှာတော့ဘာဖြစ်တယ်လဲဆိုတော့ယူကရိန်းစစ်ပွဲကိုလည်းရင်ဆိုင်ရတော့ဘိုင်းနာကဟိုဘက်ကသူတို့ sanction လုပ်ထားတဲ့ economic sanction လုပ်ထားတဲ့ဟာတွေကိုပြန်ရုပ်ပြီးတော့ Venezuela နဲ့အတိုင်းအတာတစ်ခုရဆက်ဆံရတာဟုတ်အဲ့တော့ Venezuela နဲ့အတိုင်းအတာတစ်ခုရဆက်ဆံရတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ Venezuela မှာဆင်ပြိုင်အစိုးရဖွဲ့ထားတဲ့အုပ်စုတွေကတဖြည်းဖြည်းအတိမတ်ပြူတာပြူကြသွားပြီ2023ဘိုင်းနာလက်ထက်မှာ ဥရောပတမကအစအတိမပြုနေလာလေနေလာရင်လည်းပြောရမယ်ဆိုရင်ဘိုင်နန်အစိုးရလက်ထက်မှာဗင်နီဇွဲလားရဲ့အတိုက်ခံလှုပ်ရှားမှုတွေဟာတိတ်ပြီးတော့နိုင်ငံတကာရဲ့ကူညီမှုကိုအားကောင်းမောင်းတာမရခဲ့ထရမ့်လက်ထက်ကြမှာသူကပြရကြတာဟုတ်အင်လိုင်းတွေအကုန်ပြပြကြတယ်ဟိုတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်မတည့်တာဟုတ်အကျိုးများရအောင်ယူကြတာပေါ့နိုင်ငံရေးရတခါလေးအဲ့လိုအကျိုးများရအောင်ယူဖို့တော့လိုတာဟုတ်နော်ဟိုဒုတိယတစ်ပိုင်းကတော့ဒါပါစင်နယ်ရဆိုတော့ဒီ ဒီအခု Nobel ဆုရှင်တို့ဘာလို့လဲဒါအမျိုးသမီးတစ်ယောက်အနေနဲ့ကျွန်တော်တို့ကသူ့ရဲ့စွန့်လွတ်အနေနာခံမှုတွေတော့အတိမပြုရမှာပါနော်ဟိုဒေါအောင်ဆန်းစုကြည်လိုပဲဒေါအောင်ဆန်းစုကြည်လက်တော့မကပါဘူးငါးခါလောက်သူတေးရဆဲတဲ့တိုက်ခတ်ခံရတယ်သူလွတ်မြောက်ခဲ့ရလीနော်အဲ့ဒီဟာတွေတိုက်ခတ်ခံရတယ်အခုတည်းကလည်းပုံအောင်ပြီးလှုပ်ရှားနေရတယ်လीသူ့ကိုအဓိကအတိမပြုကြတဲ့အချက်ကဒီအမျိုးသမီးဟာဟိုကြံတဲ့အင်အားစုတွေလို့ပြပကိုထွက်ပြေးပြီးနိုင်ငံကြီးလုထားမဟုတ်ဘူးပြရင်းမှာပဲပုံပြီးတော့ လှုပ်ရှားမှုကိုဆက်ပြီးသေဆောင်တာဒါကိုအတိမတ်တူတဲ့အနေနဲ့နိုဘယ်ငြိမ်းချမ်းဆုပေးတာလို့ပြောတာပေါ့နော်သူတို့ကော်မတီကဟုတ်ပြီခုဒီနိုဘယ်ငြိမ်းချမ်းဆုပေါ့နော်ဒီဆုနဲ့တူခုနမာချာလိုရဲ့ကြိုးပမ်းမှုတွေကိုအခြေခံပြီးတော့ခုနဒီ ideologist ပေါ့နော်အဲ့နောက် real politics ပေါ့တကယ်လက်တွေ့ကြတဲ့နိုင်ငံရေးနဲ့ဒီစံထားတဲ့နိုင်ငံရေးပေါ်မှာကွာခြားမှုပေါ့နော်ဘယ်ရောက်အဓိကထားမလဲပေါ့ဒါလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့မြန်မာနိုင်ငံနေနဲ့ကြည့်မယ်ဆိုရင်ဒီနှစ်ခုပေါ်မှာ real politics နဲ့ဒီ ideologist ပေါ့နော်ဒီစံထားမှုအရာဆိုရင် ကိုကိုးရောက်ဖို့ကြီးမားချက်ရောက်ဖို့ဘလို့ကစားရမယ်လို့အကြံပေးခြင်းလဲဗျနောက်ဆုံးနေနဲ့တုံ့တက်ပြီပေါ့ဒီလိုပေါ့နော်ဟိုနိုင်ငံရေးသမားတယောက်အနေနဲ့တော့ကိုကအာနာရှင်စနစ်ကိုမကြိုက်ခဲ့ဘူးလူခွန်ကြီးချူပေါက်တာတွေခြားစားအကျင့်ပြတ်တာတွေမကြိုက်ခဲ့ဘူးဆိုရင်တော့အဲ့ဒီအတိုင်းပဲဟိုကိုကအဲ့ဒါတွေလျှော့အောင်စံနှုန်းနဲ့နေဖို့တော့လိုတာပေါ့နော်ဒါကဟိုစံနှုန်းမှာ နောက်တစ်ခုကကြာခုနပြောတဲ့ realist လား idealist လားလို့အကြံပေးတဲ့ခါကြာကျွန်တော်တို့ကဗျာဟိုလူတယောက်အဖွဲ့အစည်းတစ်ခုအစိုးရတရပဲဖြစ်ဖြစ်အချက်တည်းမကြိုက်တာနဲ့အားလုံးညင်းလို့မရဘူးအဲ့လိုညင်းမယ်ဆိုရင်ကျွန်တော်တို့ကညင်းရညင်းရနဲ့ဟိုအထီးကျန်တဲ့အုပ်စုဖြစ်တာเนาะအဲ့တော့ကိုယ့်ရမဟာမိတ်ကဘာတူလဲဒီမဟာမိတ်နဲ့လက်တွဲရင်ငါတို့ဟိုဘလောက်အကျိုးများရမလဲငါတို့ရဲ့ရည်မှန်းချက်ကိုဘယ်အထိ သွားနိုင်မလဲဆိုတော့ဟိုစဉ်းစားချက်နဲ့ဟိုလုံကြရတာဟုတ် ဒါကြောင့်မလို့ကျွန်တော်အကြံပေးချင်တာတော့ဥမာပြအမေရိကန်ရွေးကောက်ပွဲကစပြီးအခုဖြစ်နေတဲ့တချို့ကိစ္စတွေမှာထဲထဲဝင်ဝင်ဟိုကိုကိစ္စမဟုတ်ပဲနဲ့တာယီဝင်ညင်းပြီးရံမဖြစ်ကြတာကောင်းတယ်။ဘာလို့လဲဆိုအဲ့လိုရံဖြစ်ရံဖြစ်ရင်လည်းကျွန်တော်တို့ကတယောက်နဲ့တယောက်မခွန်မပြောနိုင်ရင်ဖြစ်ပြီးတော့အုပ်စုလိုက်အုပ်စုလိုက်ဒီကိုယ်လာလीအဓိကကျွန်တော်တို့နိုင်ငံကဒီမိုကရေစီနိုင်ငံတော်ကိုတိဆောက်ချင်တာမလားဒီမိုကရေစီနိုင်ငံကိုတိဆောက်ချင်ရဆိုရင်ဒီမိုကရေစီကိုအားပေးတဲ့ဟာလားနိုင်ငံတွေအားလုံးနဲ့ကျွန်တော်တို့ကလက်တွဲရမယ် နော်ဟိုဒါကျွန်တော်တို့ဟို Trump လက်ထက်ပထမတက်တန်းတုန်းကလည်းကျွန်တော်တို့ဗမာပြည်ကိုပြန်ရောက်ပါ냐ဆိုရင်အဲ့အနည်းဒီအထောက်ပံ့နေနဲ့ဟိုဆက်ပြီးတော့ကုလညီကြတာပါလေ NGO တွေ CSO တွေအကုန်လုံးအဲ့ဒီတော်တော်များများတင်တန်းတွေဖွင့်ကြတယ်ဆိုတာလေ American Soul ရ NGO ထောက်ပံ့မှုတွေနဲ့ဖွင့်ကြတာတွေအများကြီးပါနော်ဟို Macharosi ကအတူယူစရာကောင်းတာအဲ့ဒါလေ तू က liberal conservative လို့ပြောရဲဆိုတာပါတီတစ်ခုလုံးနဲ့ဆက်ဆံလို့ engage လုပ်လို့ရအောင်လို့လုပ်ထားတယ်နော်ဒါတွေကိုကျွန်တော်တို့ကအတူယူတယ်နေ ဲ့တော့ဟိုကျွန်တော်တို့ချင်းငင်းခုံဟာဘာလို့နောက်လိုက်မလို့အစ္စရေးနဲ့ပေါင်းလို့ဘာဖြစ်လို့အဲ့ဒါကနိုင်ငံတကာကြီးရာကိစ္စ foreign policy ကတတ်တတ်တယ်နော်အဲ့တော့သူတို့စံနှုန်းတွေကသူတို့ပါဘူးကြံတဲ့သူတွေကဆုံးဖြတ်လိုက်ပဲကျွန်တော်တို့သွားမယ် ways ကကျွန်တော်တို့လက်တွဲလို့ရမယ်ကျွန်တော်တို့ democracy အင်အားစုတွေကိုထောက်ခံမဲ့သူတွေအားလုံး ਨੇ ဘလို့ဆက်ဆံရေးအရှင်ဖွင့်ထားမလဲဆိုတာကိုပဲစဉ်းစားကြည့်တင်တယ်ဟုတ်ကဲ့ကောမိုးဝင်ကျေးဇူးများတင်ပါတယ်အခုဒါငင်းကြီးနိုဘယ်ဆုရသွားတဲ့ ဗင်နီဇွဲလာရဲ့အတိုက်ခံကောင်းဆောင်မာချာဒိုပေါ်အခြေခံပြီးတော့ကျွန်တော်တို့ဒီကမ္ဘာရေးရာနဲ့မြန်မာရေးရာပါအခုခြုံငုံပြီးတုံးသက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါ